ဒီနေ့ငလင်လှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံတော်ကျက်စီးဆုံးရှုံးမှုဘလောက်တောင်ဆိုးရွားခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးပါမယ်။စကိုင်းပြည့်ရွေးနိုးထမှုလို့ဆိုရမယ်။စကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်သွားတယ်။ကျင်းအမြင့်ငလင်ကြောင့်မန္တလေးဟာနမ်းမြူယိုလေစိမ့်ဖျားပထိုးနေအိမ်ပြုတ်ပြတ်မှုတွေများပြားခဲ့တယ်လို့နေပြည်တော်အင်းလေးပင်တရစတဲ့ဒေတာအများပြားလဲပြက်စီခဲ့ပါတယ်။ ဒီပြည့်စုံမှုတွေအပေါ် MT News ကကနအူးကောက်နှုတ်ဖော်ပြပေးပါမယ်။2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်3ည2စက္ကန့်အချိန်မှာမန္တလေးမြင်းကလေးစခန်းကအရှေ့မြောက်ဘက်21ကီလိုမီတာခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်ရင်းမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာ မြောက်လက်တီတွန်း22.39ဒီဂရီအရှိတ်လောင်းလီတွန်း29.23ဒီဂရီအနက်30ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်စတာစကေး9.8အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့မြေငလင်တစ်ခုလှုပ်ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့ MRTV ကသတင်းထုတ်ပြန်ခဲ့တယ်လို့ဒီငလင်ကဘင်္ဂလားဒေ့ရှ်အိန္ဒိယလာအိုထိုင်းမြန်မာနဲ့တရုတ်နိုင်ငံတွေမှာတက်ရောက်မှုရှိခဲ့တယ်လို့ဖော်ပြခဲ့ပြီးငလင်ဗဟိုချက်ဟာမြန်မာနိုင်ငံသခိုင်းမြို့နဲ့7ကီလိုမီတာအကွာမှာဖြစ်ခဲ့တယ်လို့လည်းဖော်ပြခဲ့ပါတယ်။ စကိုင်းကိုဗဟုပြုပြီးစကိုင်းပြည့်၍နိုးထမှုလို့ဆိုနိုင်တဲ့ဒီငလယ်မှာကနအူးတိရတာကနှစ်ပေါင်း100ကျော်တက်တန်းရှိစကိုင်းတရာဟောင်းအင်းဝတရာကျိုးကြပြီးနေအိမ်တွေပြုတ်ပြက်ခဲ့တာပါဒါပြင်စကိုင်းကမင်းကွန်တိနေကြောင်းရွှေရတုငွေရတုငါးတက်ဆောင်လဲပြိုကျနေပြီးလူပိမိမှုရှိနေတယ်လို့ဒီမြင်ကွင်းနေမှာဆိုရင်လူတွေကမြေပြင်မှာဆင်းပြီးဝတ်နေရအောင်ပြင်ထန်ခဲ့တယ်လို့သိရပြီးတခြားကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုတွေကိုဆက်လက်အတည်ပြုနေပါတယ်။ လက်တလောပျက်စီးဆုံးရှုံးမှုမှာမန္တလေးကအများဆုံးဖြစ်နေပြီးနေအိမ်၃လုံးထပ်မံပြိုကျပျက်စီးရိုင်းနဲ့သွားတာကိုကနအူးတွေ့မြင်ရသလိုမန္တလေးနမ်းမြို့ရို့မန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်မဟာမြတ်မုနိဖရာကြီးမို့ဦး Great Wall Hotel ကြီးလည်းပြိုလဲတိမ်ဆောင်သွားတဲ့အပြင်၂၉လမ်း64လမ်းတာယာကုန်းချမ်းမြတာစီတိုက်တန်းတွေနဲ့တခြားနေအိမ်တွေအပါအဝင်အိမ်ဆယ်လုံးအထက်တိမ်ဆောင်ပြိုပြတ်သွားခဲ့ပါတယ်။ ဥလတ်သိမ်းပိမှန်ကစာဖြည့်တန်ကရသတင်း300ခန်းမဆောင်လဲပြုတ်ပြတ်တယ်လို့သိရှိရပြီးမန္တလေးကွန်ပျူတာတက်ကတူလဲပွဲနှင်းတပင်နဲ့ lobby ပြုတ်ပြတ်မှုဖြစ်ပွားခဲ့တယ်လို့ကနဦးသိရှိရပါတယ်။မစိုးရင်တိုက်ဟောင်းကလည်းပြိုကျပျက်စီးသွားကတောင်တမန်တိုက်တိမ်တော်နဲ့ပြည်ခက်ကြောင်းပြိုကျတာတွေသိရှိရပြီးတခြားပျက်စီးထိခိုက်မှုအများပြားလဲရှိနေပါတယ်။ ဒါအပြင်ရွှေဘုံရှိန်ပလီလည်းပြိုကျသွားတယ်လို့သိရှိရပြီးလူထိခိုက်ဒေဆုံမှုများနိုင်တယ်လို့လည်းသိရပါတယ်။ကြောက်စဲမျိုးမှာမူဂျိုချောင်းအဆောက်အုံတစ်လုံးပြိုကျပျက်စီးခဲ့ပြီးခလေးငယ်တွေနဲ့ဆရာမတို့ချို့လည်းပိတ်မိနေတာကိုကဲဆဲရေးသမားတွေပူပေါင်းရှာဖွေပေးနေကြပါ။အောင်မန်းမျိုးမှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးအောင်မန်းဟိုတယ်ပြိုကျမှုမှာအမျိုးသမီး၂ဦးရဲ့ရုပ်အလောင်းကိုကနအူးတွေ့ရှိထားရပြီးတန်သူတွေကိုကက်ထုတ်နိုင်မှုလဲဆက်လက်ရှာဖွေကြိုးပမ်းနေပါတယ်။ ပကံကပျက်စီးထိခိုက်မှုမရှိဘူးလို့ကနအူးသိရပေမဲ့နေပြည်တော်မှာလည်းရှေးဟောင်းဖျားပထိုးတွေပြိုပြတ်မှုရှိနေပါတယ်။ဒါပြင်ဝန်ထမ်းအင်အားတစ်ခုဖြစ်တဲ့ခရီးအင်အားလည်းပြိုကျပျက်စီးမှုရှိခဲ့တဲ့အပြင်အ мян လမ်းမှာလည်းလမ်းမိုင်းတွေပြိုပြတ်တရားတွေကျိုးလို့သွာလာခွင့်တားမြစ်ထားတာကြောင့်ခီးတယ်တွေပိတ်မိနေပြီးဒီနေ့ညနေပဲကြန့်ခိုင်မှုစစ်စစ်ပြီးမှဆက်လက်သွာလာခွင့်ပြုမယ်လို့လည်းကနအူးသိရပါတယ်။ နေပြည်တော်မြို့ရင်းမှာလည်းမြို့နယ်ရက်ွက်ကျေးရွာအနှံ့သေဆုံးသူ50ကျော်နဲ့ဒဏ်ရာရရှိထားပြီးဆက်သွယ်လာသူအယောက်300နီးပါးရှိနေပြီလို့လူမှုကူညီကယ်ဆယ်ရေးသမားတွေပူးပေါင်းကူညီရမှာချိတ်ဆက်ဆက်သွယ်မှုတွေအရသိရှိရတဲ့သတင်းတချို့ကိုနေပြည်တော်အခြေစိုက်ယူနာရှင်လူမှုကူညီရဲ့အသင်းက MT News ကိုပြောပါရတယ်။ စိုးစိုးရွားထိခိုက်မိတဲ့ပုံစံတွေကငလင်းလုတ်တဲ့အခါအိမ်ထဲကနေပြစ်ထွက်ပြီးခြံစည်းရိုးဘေးကပ်ရက်နေမိရကခြံစည်းရိုးအုတ်တိုင်းပြိုကျပြိမိတာမျိုးလဲပါဝင်တယ်လို့သိရပါတယ်။နေပြည်တော်တဝိုင်းအထိများတဲ့နေရာတွေကနေပြည်တော်ဂရင်300ဥဒရာတိရိမြို့နယ်ဇေယျာတိရိမြို့နယ်တွေကတစ်တက်ကြက်ချက်စတဲ့နေရာတွေလို့သိရပါတယ်။ ။ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာလည်းလှုပ်ခတ်သွားတဲ့ငလင်ချောင်းစစ်ဘေးရှောင်တွေခိုးလုံနေတဲ့ဝေလူဝံကျောင်းတိုက်ပြကြလို့စစ်ဘေးရှောင်ကလေး6ဦးပြိမိတေဆုံးခဲ့တယ်လို့အရေးပေါ်ကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ရွှေမင်းဝံလူမှုကွန်ရက်အသင်းထံကနေသိရပါဗျ။ကလေးရည်ကြီးကြောင်းတိုက်ထဲများနေရတာကနွေရသည်တင်းနှန်းတက်နေခြင်းဖြစ်ပြီးလက်တလုံးကလေးရုပ်လောင်း၅လောင်းကိုရင်ငယ်တစ်ပါးတွေ့ရှိထားပြီးသေဆုံးသူ၆ဦးရှိနေပြီဖြစ်ပါတယ်အသက်အရွယ်အပြင်၁၀နှစ်နဲ့၁၂နှစ်ဝန်းကျင်မူလနဲ့အရွယ်လေးလို့လည်းသိရှိရပါတယ် အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ရှမ်းပြည်နယ်အင်းလေးကဖောင်းတော်ဦးဖရဲနဲ့အဆောက်အုံတွေနေအိမ်များစွာပျက်စီးမှုကြုံခဲ့ရသလိုပင်းတရမှာလည်းဖရဲစီရီအများအပြားပြိုကျပျက်စီးခဲ့တယ်လို့သိရပါဗျ။ငလင်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်နယ်မှာအ धिक ထိခိုက်ခဲ့တယ်လို့မူဆယ်မြို့နယ်တရုတ်နိုင်ငံရွှေလီမြို့မှာလည်းအဆောက်အုံတွေပြိုကျပျက်စီးမှုရှိခဲ့ပါဗျ။ အစိုးဆုံးတဲ့ကတခုအဖြစ်လဲထိုင်းနိုင်ငံဘန်ကောက်မြို့ချက်တူချက်ခရိုင်အတွင်းကစောင့်လုပ်စဲနိုင်ငံတော်စင်းစစ်ယုံတိုက်လုံးပြိုကျမှုဖြစ်ခဲ့ရပြီးမြန်မာလုတ်သားအများအပြားရှိနေတဲ့ဒီလုပ်ငန်းခွင်ပြိုကျတဲ့အချိန်မှာအဆောက်အုံတွေကလူခုနှစ်ဦးသာထွက်ပြေးလာနိုင်ခဲ့ကြသလို53ကတော့အပြက်စီးရီအောင်မှာပျောက်ဆုံးနေစေပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SCC ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိငလင်တန်းတဲ့နေရာတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးကလိုအပ်တာတွေမှတ်ကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူတွေကိုတွားရောက်တည်ရှိအားပေးခဲ့ပါတယ်။ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေမှုတွေကိုလည်းတွားရောက်တည်ရှိကအဆောက်အုံအပြည့်အစည်တွေအတွင်ပြည်မိနေသူတွေကိုအ мян ဆုံးကယ်ထုတ်နိုင်ရေးဦးစားပေးဆောင်ရွက်သွားဖို့နဲ့လွတ်တာတွေကိုမှာကြခဲ့ကတခြားငလင်ဘေးဒဏ်တဲ့နေရာတွေကိုလည်းဆက်လက်လိုက်လံတည်ရှိဆစ်ဆေးလျက်ရှိကြောင်းသိရှိရပါတယ်။